မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုပထမအဆုံးမြန်မာပြည်သူများကိုလေရင်ဖြင့်ဘုံကျဲတက်ဖြတ်နေသောမင်းအောင်လှိုင်၏လှုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်တို့နှုတ်ဆက်နေမှုအပေါ်ထိုင်းလွတ်တော်အမတ်မေးခွန်းထုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာပြည်သူများကိုလေရင်ဖြင့်ဘုံကျဲတက်ဖြတ်နေသောမင်းအောင်လှိုင်လူရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်တို့ကနှုတ်ဆက်နေမှုပေါ်ထိုင်းလူတော်မတ်ကသူ၏လူမှုကွန်ရက်မှာတဆင့်မေးခွန်းထုတ်လိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အကြံပေးထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်တို့၏အပြုသဘောဆောင်သည့်စိတ်ဆက်ညှိနှိုင်းရေးဖြင့်ချောင်းဝင်ခဲ့ကြောင်းတို့ရတွင် ကျန်းဝင်မှုရလက်အနေဖြင့်ရာဇွတ်ကောင်မင်းအောင်လိုင်းကျွလွန်နေတဲ့လုပ်ရများကိုကြည်ရန်လိုကြောင်းမင်းအောင်လိုင်းကအမားများဆက်လက်လုပ်နေစေဖြစ်ပြီးမြမပြည်သူများကိုတပ်ဖြတ်နေစေဖြစ်ကြောင်းယခုရက်ပိုင်းတွင်လေးချောင်းတိုက်ခိုက်မှုများဖြင့်ပြည်သူများကိုတပ်ဖြတ်ခဲ့ကြောင်းမြမပြည်သူများကိုတပ်ဖြတ်နေသောမင်းအောင်လိုင်းကိုစစ်ဆက်ညှိနှိုင်း ဆက်ဆက်ညှိနှိုင်းပေါ်ဖြင့်လက်ဆွဲနှုတ်ဆက်ခဲ့မှုအတွက်အာဆီယံဥက္ကဋ္ဌနှင့်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တွင်တာဝန်ရှိကြောင်းမြေတီအတွက်ကြောင့်မင်းအောင်လှိုင်လူရဲများအတွက်မလေးရှားဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့နှုတ်ဆက်နေပါသလဲဟုမေးခွန်းထုတ်ပါရယ်ထိုင်းနိုင်ငံသို့မင်းအောင်လှိုင်ကိုခေါ်၍တွေ့ဆုံခဲ့ခြင်းအတွက်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်မလေးရှားဝန်ကြီးချုပ်တို့အနေဖြင့်မင်းအောင်လှိုင်ကျွတ်လုံမှုများအတွက်မြန်မာထိုင်းမလေးရှားသုံးနိုင်ငံလုံးမှပြည်သူများ၏မေးခွန်းများကိုဖြေကြားရန်လိုအပ်ကြောင်းထိုင်းလွတ်တော်မှကထုတ်ပြထားပါရယ် မကြသိမီကမင်းအောင်လိုင်းကလွန်ငိမ့်သက်တာခွင့်ဖြင့်အကျဉ်းသားများလွတ်ပေးခဲ့တော်လဲလွတ်မြောက်လာသောအကျဉ်းသားအများစု၏90ရာခိုင်နှုန်းကျော်မှာ ရောင်းစမှုကျွလွန်သူများဖြစ်ကြပြီးလွတ်မြောက်သောနိုင်ငံ၏အကျဉ်းသားအလွန်နေပါကြောင်းလက်ရှိမြန်မာနိုင်ငံတွင်ဆရာနာသိမ့်ပြီးနောက်ပိုင်းဖန်စီအချင်းချခံနေရစေနိုင်ငံ၏အကျဉ်းသား2,298ဦးရှိပြီးဒေါအောင်ဆန်းစုကြည်နှင့်အရက်သားနိုင်ငံ၏ခေါင်းဆောင်အများအပြားထောင်ချနေစေ ဖြစ်ကြောင်းနိုင်ငံ၏သမားများကို ထောင်ချပြီးရဲကောက်ဘွဲကိုစစ်တပ်ကမြည်သို့ကျင်းပမည်နည်းဟုမေးခွန်းထုတ်စရာရှိကြောင်း၎င်းကထောက်ပြပြောဆိုထားကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့သခိုင်းငလင်တန်းချောင်းအိမ်ပြူသူရောအိမ်ပျက်စီးသူများအားလုံးမိတာကပေးရမည်ဟုစစ်ကောင်စီကအမိန့်ထုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကသခိုင်းငလင်တန်းခန်းစားခဲ့ရသည့်ဒေသများမှပြည်သူများမိတာကပေးဆောင်ရန်အတင်းအဓမ္မကောက်ခံနေကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်သခိုင်းငလင်ချောင်း နေအပြည့်စည်းမှုမရှိလျင်သုံးဆွဲသည့်လျှက်စစ်မီတာယူနစ်ဖက်ရှုနိုင်တဲ့ပြည်သူများအနေဖြင့်မလအတွက်မီတာဘေးရရှိပါကဘေးပေါ်တွင်ပါရှိသည့်နောက်ဆုံးပေးဆောင်ရမည့်ရက်စွဲအတိုင်းပေးဆောင်ရမည်ဖြစ်ကြောင်းသိရပါသည် နေပျက်စီးမှုရှိသောပြည်သူများအနေဖြင့်မေလတရနေ့မှစတင်၍ရခင်သုံးဆွဲထားသည့်မီတာယူနစ်များအတိုင်းအေဘီလာနှင့်မလာအတွက်နှစ်လတာကြာသင့်ငွေကိုတွက်ချက်၍မီတာကဘေးဆောင်ရမည်နောက်ဆုံးရက်များတွင်ဘေးဆောင်ရမည်ဖြစ်ကြောင်းသိရှိရပါသည်ထို့ပြင်အကြံဖက်စစ်တဲလျက်စစ်ရုံးများကနေရှိမီတာဖတ်မရအောင်ပျက်စီးသွားပါကသက်ဆိုင်ရာလျက်စစ်မန်နေဂျာများကိုဆက်သွယ်ရမည်ဟုသိရှိရပါသည်ပြည်သူတွေတလောက်ဒုက္ခရောက်နေတာကိုမီတာဆောင်မှုဆိုပြီးလိုက်ပြောနေတယ် စေခွေးကန်အုပ်ချုပ်ရေးမှူးကလည်းရက်ကွက်တွေမှာလိုက်ပြောနေတာရှိတယ်။ပြည်သူတွေအပေါ်တော်တော်မြင့်တာထားတဲ့ကောင်းတွေပဲဟုဒေသခံပြည်သူတို့ကပြောဆိုကြောင်းသိရပါဗျ။ အာနာရှင်ရောင်ဦးတန်းရွှေရဲ့ပါဝင်ရခင်စေစိုးရထိပ်သီးကောင်းဆောင်များနေထိုင်သည့်နေပြည်တော်ရှိတိသက်အိမ်၆လုံးကိုပြင်ပနှင့်မဆက်ဆက်ရန်စစ်ကောင်းဆောင်ကကန့်သက်ထားသည်ဟုသိရှိရပါသည်။ထိပ်တန်းဗိုလ်ချုပ်ကြီး၆ဦးနေထိုင်ရာထိုအိမ်ရာမှာနေပြည်တော်စပူတီရီမြို့နယ်တပြည်ကုန်းအဝိုင်းနှင့်ကြာပန်းအဝိုင်းအကြားတော်ဝင်ရတနာလန်းနှင့်ရာဇသင်္ကဟလန်းအကြားမှာတည်ရှိပါသည်။ အာနာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးသမရာဟောင်းဦးသိန်းစိန်ဒုတိယသမရာဟောင်းဗိုလ်ချုပ်ကြီးတရားမြေဦးလွတ်တော်ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ရွှေကောက်ဘွယ်ကော်မရှင်ဥက္ကဋ္ဌဟောင်းဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့နေထိုင်သည့်နေအိမ်များကို၆လုံးတန်းဟုလူသိများပါသည် နေများအားလုံးကိုပလန်းများမှတဆင့်ရခိုင်ကဝင်ထွက်သွားလာနိုင်ပါတယ်။ထို့သောသမရတက်တန်ကုန်းကနီးချိန်မှာဦးသိန်းစိန်က၎င်း၏အိမ်ပေးရှိပလန်းနှစ်နေရာကိုအသေးဖိတ်လိုက်ရာ၎င်း၏ခြံအဝင်ထွက်မှာတည်တံ့ဖြစ်သွားခဲ့ပါတယ်။ခြံဝင်တစ်ခုချင်းစီဂိတ်၌လည်းရဲတပ်ရင်ကတက်စိတ်များချ၍ရခိုင်ကလေးကလုံခြုံရေးတင်းကျပ်ထားခဲ့ပါတယ်။အာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်း2021ဖေဖော်ဝါရီတဲအာနာသိန်းပြီးချိန်မှာ၆လုံးတန်း ပတ်လန်ကိုတန်ဆူချိုချ၍လုံခြုံရေးတင်းကျပ်ခဲ့သလိုထိုးချောက်ဥထံဝင်ထွက်သွားလာမှုများကိုပါထိန်းချုပ်ခဲ့သည်ဟုစစ်တပ်သတင်းရှင်းပြတဦးကပြောပါရယ် လူကြီးချောင်းဦးလုံးကိုခြံဝင်းပြင်ပသွာလာလို့ရင်ခရီးသွားလို့ရင်ကျုတင်အတိပေးပြီးလုံချုံရေးအရအချိန်နေပေးမှသာသွာလာပါတနည်းအားဖြင့်ခွင့်ပြုချက်ရမှသွာပါဆိုပြီးပြောထားပါတယ်ဟုသူကပြောပါတယ်တိတဲ့အိမ်ချောင်းလုံးအနေဦးတန်းရွှေနဲ့ဦးသိန်းစိန်တို့၏ချက်များတွင်မူရဲလုံချုံရေးတာမကစစ်တပ်တရင်တပ်ဖွဲ့များပါချထားပါတယ်ထိုအိမ်များသို့သွာလာသူတို့၏အမည်နဲ့ကြားချင်းများကိုလည်းကာကွယ်ဦးစီးချုပ်ယုံကြည်သို့တရင်ပို့ရကစစ်ကောင်းဆောင်ထံတင်ပြရသည်ဟုအထက်ပါတရင်ရှင်မြစ်ကပြောပါတယ် ပြင်းပနဲ့အဆက်ဆံပြူတာကိုကန့်တက်ပြီးအထီးကျန်အောင်လုပ်တာပြီးတော့အဲ့ဒီတက်လုံးကြုံကြီးကအင်းအားများပြီးခြေလင်းတက်ရောအကျန်းဖက်နေနေရတက်ဖွဲ့တွေရောပါတယ်အဲ့ဒီလူကြီးနှစ်ဦးဦးတန်းရွှေနဲ့ဦးသိန်းစိန်ရဲ့လုံးကြုံကြီးအတွက်လို့အမြီတက်ပြီးအဲ့ဒီလူကြီးတွေကိုအကျဲချုပ်ထားတဲ့သဘောမျိုးပါဟုပြောပါတယ် ြီးခဲ့တဲ့ဇွန်လ29ရက်ကလူမြင်ကွင်းမှာပြန်ပေါ်လာပြီးတရုတ်နိုင်ငံသူငိမ့်ချန်းစွာအတူရှင်တွဲနေထိုင်ရေးမူငါးချက်ထုတ်ပြန်ခြင်းနှစ်90ပြည့်အခမ်းအနားသွားတက်ခဲ့တဲ့သမရဟောင်းဦးသိန်းစိန်ခီးစင်တီလည်းစေကောင်းဆောင်ဤခွင့်ပြုချက်ရယူခဲ့ရသည်ဟုအခြားသတင်းရှင်းမြစ်တို့ကပြောပါရယ်တရုတ်ပြည်မှာပြန်လာချိန်မှာလည်းဦးသိန်းစိန်တီခီးစင်ကြောင့်စေကောင်းဆောင်ထံပြန်လည်တင်ပြပေးခဲ့ရသည်ဟု၎င်းကဆိုပါရယ်ရွေးကောက်ပွဲကျင်းပနိုင်ရေးလမ်းဖွင့်ပေးသည့်အနေဖြင့်ကြားဖြင့်အစိုးရသည့်ဖွဲ့စည်းရန်စေကောင်းဆောင်ကိုအာဏာစုံရေးနာ ချပေးရန်တရုတ်နိုင်ငံသား၏ဝန်ကြီးဝန်ကြီးကဥသိမ်းစိန်ကိုတိုက်တွန်းခဲ့သည်ဟုစင်ကာပူအခြေစိုက် Channel New Asia သတင်းဌာနကရေးသားထားပါသည်။ ။ဒုအခြေအနေများပေါ်ပေါက်ခဲ့ပြီးနောက်ယာယီသမရဦးမြင့်စွေကျမ်းမာရေးမကောင်းကြောင်းစိတ်ကောင်းစီကဇူလိုင်၁၉ရက်မှာအသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။လေးရက်ကြာမှာယာယီသမရတာဝန်ကိုစိတ်ကောင်းစီဥက္ကဋ္ဌတန်လွှတ်အပ်သည်ဟုသတင်းထုတ်ပြန်ကအသက်68နှစ်အရွယ်စိတ်ကောင်းဆောင်ကသူ့ကိုယ်သူသမရခန့်အပ်လိုက်ပါတော့တယ်။သမရဖြစ်ရေးစိတ်ကောင်းဆောင်အိမ်မက်မှာဦးသိန်းစိန်အစိုးရလက်ထက်ကလေးကဖြစ်ပါတယ်။၂၀၁၀ပြည့်နှစ်အတွင်းအာနာရှင်အောင်ဦးသိန်းရွှေကဦးမောင်ဦးသိန်းစိန်ဦးရွှေမန်ဦးတင်အောင်မြို့ဦးတင်ရီတို့ကိုတွေ့ဆုံစဉ်သမရတာဝန် ကို2017-2015တွင်ဦးသိန်းစိန်ထမ်းဆောင်ရန်2016-2020တက်တန်းတွင်သူရအုရှိမန်ထမ်းဆောင်ရန်ညွှန်ကြားခဲ့သည်ဟုစစ်တပ်အရာရှိကြီးတဦးကပြောပါသည်။ ထို့နောက်2013မှာဦးသိန်းစိန်ကပြည်သူ့တာဝန်ပေးလျင်ဒုတိယတက်တန်းထက်မှန်ထမ်းဆောင်မည်ဟုလေးတန်းပြစ်လာပြီးဗိုလ်ချုပ်မင်းအောင်လှိုင်၏ထောက်ခံမှုရရှိကြိုးပမ်းခဲ့သည်ဟုအထက်ပါစစ်တပ်အရာရှိကြီးကပြောပါရယ်ဒုတိယတက်တန်းမှာဦးသိန်းစိန်ပထမ3နှစ်ပဲလုပ်ပြီးနောက်2နှစ်ကိုမင်းအောင်လှိုင်တမနာလုပ်ဆိုပြီးဦးသိန်းစိန်ကစီယုံပါရယ်ဇူလိုင်3ရက်2016မှာ60ပြည့်တော်မှာပြောလို့မပူနဲ့နိုင်ငံဝန်ထမ်းအငိမ့်စားယူမဲ့အသက်ကို60ကနေ63နှစ်ဆိုပြီးပြင်ပေးမယ်လို့ဦးသိန်းစိန်ကပြောတယ်ဟု၎င်းကဆိုပါရယ် ထို့နောက်နိုင်ငံဝန်ထမ်းအငြိမ်းစားယူရန်တတ်မှတ်ထားသည့်အသက်ကိုပြင်ဆင်ရန်ကြိုးပမ်းခဲ့တော်လည်းမအောင်မြင်ပေ ထို့ကြောင့်စစ်ကောင်းဆောင်သည်တက်ချုံများအသက်65နှစ်ပြည့်မှပင်စင်ယူရမည်ဟုကန့်သက်ချက်ကိုပြင်ဆင်ပြီး2020ရွေးကောက်ပွဲပြီးမှသမရလုပ်ရန်အသင်းဆောင်ဆိုင်နေခဲ့ပါတယ်။သို့သောမန်ချက်နှင့်နှံ့ထွက်မကိုက်ပဲ2020ရွေးကောက်ပွဲများတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ကသာအပြတ်အသတ်အနိုင်ယူသွားခဲ့ရမှစစ်ကောင်းဆောင်ကအာဏာသိမ်းခြင်းဖြစ်သည်ဟုအထက်ပါစစ်တဲအရာရှိဟောင်းကဆိုပါတယ်။သမရဖြစ်ဖို့စိတ်ကူးရင်ထားတာရွေးကောက်ပွဲရလကခွက်ခွက်လန်အောင်ရှုံးတော့သမရမဖြစ်တဲ့အပြင်တက်ချုံရာလူကပါ ာတပ်ပြည့်ပြင်ဆင်ယူရတော့မှဒါကြောင့်မဲမတမမှုအကြောင်းပြပြီးသူတင်ထားတဲ့ဒုသမရကိုယာယီသမရလုတ်ခိုင်းတာယာယီသမရကနေရေးပေါ်အခြေအနေကြီးညာပြီးသူ့ကိုအာဏာအပ်တဲ့ပုံစံလို့အဲ့ဒီကလေးကသူအာဏာယူတာတိုင်းပြည်ကတည်သွားပါပြီဟု၎င်းကပြောပြပါတယ်အာနာသိမ့်ပြီးနောက်ယာယီသမရဖြစ်လာသည့်ဥမြင့်ဆွေမမှုထိုတာဝန်ကိုယူထားတော်လဲသမရအိမ်တော်တွင်နေထိုင်မှုသုံးဆွဲမှုတို့ကိုထိန်းချုပ်ကန့်သက်ခံရသူဖြစ်သည်ဟု၎င်းကပြောပါရယ် တမနာယုံမာမာလာမင်းအောင်လိုင်းယုံလာရင်ကားတကားနာကိုဆောင်ကြိုးအယုသေးပြီးယုံစင်းရင်ကားနာထိလိုက်ဖို့အယုသေးပြီးပြန်နေအောင်အဲ့ဒါနေစဉ်ပြုမြဲပါတမနာယုံကဝန်တန်းနိုင်သိကြပါတယ်တိဟာတနာပလင်နဲ့တမနာအဲ့တွေ့ကံကိုဦးမြင့်ဆွေမဝင်ရမင်းအောင်လိုင်းမဲတုံးနေတာပါဟု၎င်းကပြောပါတယ်ဦးမြင့်ရွှေသည်ကျမ်းမာရေးမထီကိုက်ခင်ကာလကလေးကယာယီသမရာအဖြစ်ခန့်အပ်ခံထားရတော့လေဒုတိယသမရာတိတ်ရုံးကမ်းမှာပင်ထိုင်ရသည်ဟု၎င်းကဆိုပါတယ် ပြီးခဲ့တဲ့အေဘီလာကလည်းဒုတိယသမ္မတတဦးဖြစ်သူဦးဟင်နေရီဘန်တီယူကိုဂျမ်းမာရေးအကြောင်းပြချက်ဖြင့်ယာရုကအနာပေးခဲ့သည်ဆိုတော့လေအသေးစိတ်ကိုစစ်ကောင်စီကထုတ်ပြန်ခဲ့ခြင်းမရှိပေဦးမြင့်စွေဂျမ်းမာရေးအကြောင်းထုတ်ပြန်ချက်တွင်မူနေ့စဉ်သွာလာလှုပ်ရှားမှုများနှေးကွေးသည်အစာမစားနိုင်သည်မှအစာချီ၍အာယုံကြောများအား내ကတုံဆိုင်နှေးကွေးနေသည်ဉာဏ်စီနှလုံးတွင်လည်းအတွင်းတိမ်များဖြစ်နေသည်ဟုဖော်ပြထားပါသည်ထို့နောက်ယာယီသမရတာဝန်ကိုစစ်ကောင်စီဥက္ကဋ္ဌတန်အံ့နံလိုက်သည်ဟုထပ်မံထုတ်ပြန်လာပါသည် ဘယ်သူကမှခန့်နာရွေးချယ်တာမျိုးမဟုတ်ဘဲကိုကိုကိုပြန်ပြီးခန္ဓာကအရှက်မရှိမျက်နှာပြောင်တိုက်တာခြင်းဝအရာမလုံအပ်တာပါစစ်ကောင်စီထုတ်ပြန်ထားသလိုနေစဉ်ပုံမှန်စားတော့နေတိုင်းအိပ်စက်မှုမျိုးတောင်မလုံနိုင်တော့လောက်အောင်အာယုံကြောယောဂခန်းစားနေရသူကသူ့ကိုလက်မှတ်ထိုးပြီးတာဝန်လွှဲပြောင်းပါတယ်ဆိုပြီးဖော်ပြချက်ကလည်းတဘာဝမကြပါဘူးအတိတ်တရီကောင်းကောင်းမရှိတဲ့သူကိုအတင်းကျပ်လက်မဲ့ထိုးခိုင်းတဲ့ပုံစံမှာဟုအထက်ပါစစ်တဲ့အရာရှိဟောင်းကဆိုကြောင်းသိရှိရပါတယ်။